ကိုပေးရစီနဲ့ price to performance ကောင်းတဲ့ phone နဲ့လုံးပြအဲ့တော့မှ performance ပိုင်းကိုကြည့်ပြီးတော့ဝယ်မယ်။ဘာကြက်လဲစိတ်ကျင်တယ်ဆိုလို့ရှိရင်တော့ mix ကျော်ဒီနေ့ပြပြကြွား phone လေးရမယ်။ mix ရလုံးဝရွေးချယ်လို့ကောင်းတဲ့ phone လေးလုံးဖြစ်မယ်။ iPhone လေးကကျွန်တော် Redmi K80 Ultra ထွထမှကြာသေးရဲ့ phone လေးတော့ဆိုတော့ကျော်ဒီနေ့ vivo လေးကြောင်းပြပြပေးသွားမယ်။ဘာလို့ကျော်ကြိုက်တာလဲဆိုလို့ရှိရင်တော့သူ့ရဲ့ဈေးတန်းဝန်းကျင်မှာသုံးမိထားတာ Diamond 16 Pro နဲ့4 Plan နဲ့သုံးမိထားရဲ။ဆိုတော့ gaming ပိုင်းနဲ့ graphic ကိုအများကြီးတင်ပြီးဆော့ကျင်တဲ့သူတွေအတွက် လုံးဝမိုက်တယ်အဲ့တော့မှ battery ဘိုင်းမှာဆိုရင်ဂရီ9တော့ layer 10 hardware ကလည်းတုံးပြီးသားဆိုတော့ဒါ gain ဆော့ရင်နဲ့ချိုးတလန်းနဲ့ဆော့မယ်ဆိုရင်တော့အားဝင်နေမှာအာမတက်မှာတော့လုံးဝအိုက်ဘိုင်းနဲ့ဆက်စိတ်ဝင်စရာမလိုဘူးပြီးတော့ display ဘိုင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်း OLED ရုပ်ထွက်ကောင်မှာ1.4နဲ့တုံးပြီးသားဆိုတော့ကိုကရုပ်ထွက်ဘိုင်းနဲ့ဆူဆွေးနေပြီးတော့ဒါရုပ်ရှင်ကားပဲကြည့်မလား gain တွေပဲဝါဆော့မလားတိုက်လို့တုံးလို့ရတယ်ပြောမယ်ဆိုရင်ဘယ်နေရာပဲကြည့်ကြည့်ဘယ်ဘိုင်းဝင်ကြည့်လိုက်ကြည့်လိုက် buffer ဖြစ်နေတဲ့ phone တွေတုံးလုံးဗျာ ဇီနောလုံးပြပြပါဆိုလို့မင်းနဲ့တွေ့ရကြော်ဒီဗျူလေးမှာတစ်ခါပြပြပြီးသွားမယ် Redmi K80 Ultra RAM 12256GB ကို14သိန်း9900နဲ့ရောင်းမယ်ဗျာ China လုံးတွေတော့ကလည်းအာမခံပေးသေးသားဆိုတော့ကျွန်တော်ရုံဝိုင်းစိုးပါနေဒီ China လုံးတွေအာမခံ Redmi 1ရလဲပေးထားအောင်မယ်ဗျာဆိုတော့မိတ်ဆွေတို့ဘာလို့သေးလဲဆိုတော့မိတ်ဆွေကကြည့်ပြပြပြရတဲ့ဖုန်းလေးရမိတ်ဆွေတို့တိုက်တယ်နှစ်သက်တယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရုံဝိုင်းစိုးချက်တာပြီးရင်မှာလာဝယ်ကြရတော့ online နဲ့မှာဝယ်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြအောင်နော် Yangon Mobile Store